အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာကျောင်းအောင်ရေးသားတဲ့ပျိုလေးတို့မောင်ပွဲတိုင်းအောင်ဆိုတဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။တက္ကသိုလ်မြေမှခွာခဲ့ပြီဖြစ်တော်လဲတခါတရံတက္ကသိုလ်မြေကို အောက်မေ့တတမိတယ်။အချိန်ကိုပြန်ဆွဲယူရကမရ။ဘရောက်နဲ့တင်းသည်တက္ကသိုလ်မြေကိုတစ်ချိန်တစ်ခေါက်ရောက်သည့်အခါရှေးဖြစ်ဟောင်းတို့ပေါ်လာတက်လေတယ်။အဟောင်းကို စမြုပ်ပြန်ရသည်မှာ ကြည်နူးเสียပါတကားတက္ကသိုလ်မြေကခွာခဲ့တော့လေတရင်တို့ကအမြဲကြားနေရတယ်အော်တိုဘာကျောင်းတလပိတ်အရေးတော်ပုံသုံးငါကြကျောင်းထုံစာဒီတို့ကတက္ကသိုလ်၌လှုပ်ရှားသောတရင်များဖြစ်တယ်နေစဉ်တရင်စာတို့၏မျက်နှာဖုံး၌ပါလာတတ်တယ်ဤလှုပ်လှုပ်ရွရွကြားမှာပင်ယမန်နှစ်ကကောလိပ်ဘောတင်းသည်စစ်တပ်နှင့်နောက်ဆုံးဘိုးလူဝဲကံရမည်အခြေသို့ရောက်နေကြောင်း သတင်းထူးကိုကြားရတယ်။အာကကောလိပ်ဘောတင်မာလာဟုလဲစိတ်တွင်းကချီးကျူးမိတယ်။စစ်ပီးဒီဘက်ခေတွင်အခြားလှုပ်ရှားမှုတွေများခဲ့သလား။ကောလိပ်ဘောတင်ဤအောင်မြင်ခြင်းကို မကြားရမတွေ့ရ။ယခုက ပြန်လဲလှုပ်ရှားစာပြုပြီးဟု စိတ်တွင် အမှတ်ထားလိုက်မိတယ်။ထိုစဉ်ကထိုဘော်လုံးပွဲကိုတွား၍လဲကြည့်ခြင်းတယ်။သို့တော်လဲကျွန်တော်စိတ်တွင်ကကြည့်မကြည့်လွန်ဆွဲနေခဲ့ မိမိအားပေးလိုတဲ့ဘက်မှရှုံးတက်လွန်းလို့ဘောလုံးပွဲများကိုမကြည့်ချင်ဘူးကြည်ပြန်တော့လဲထုံးစံတိုင်းတက္ကသိုလ်ဘောလုံးသင်းကရှုံးတည်တာပဲသူညာလဲနောက်ောက်ဘောလူပွဲ၌ဒုတိယဆွဲ၍ခြေနှက်မိသေးတယ်သူနှစ်တစ်နှစ်ဆန်းကတစ်နှစ်ကူးခဲ့သည့်အခါမိုးဥအကြဘောလုံးပွဲရသည်လဲရောက်လာပြန်ပြီဒီနှစ်နောက်ောက်ဘောလူပွဲတွင်ပထမဆုံးစစ်တပ်နှင့် တက္ကသိုလ်စား၍တွေ့ရမည်ဟု သိရတယ်။ထိုနေ့တွင်ကစိတ်မှအလိုလိုမယိုးမယွဖြစ်လာပြီး BAA တို့စောစောပြေးမိတယ်။ဒီတခါတော့ထူး၍ဆရာပြန်ရန်မရှိတော့ပြီ။အဆုံးသက်တွင် တက္ကသိုလ်ကဆယ်လေးကိုကိုမရှိရှုံးလိုက်တယ်။ကျွန်တော်ကဆယ်ကိုတွင်းကလေးကစိတ်ပြက်ပြက်နဲ့ထွက်လာခဲ့တယ်။အပြန်တွင်အလိုလိုစိတ်တူနေတယ်။ဘသူရန်လို့ရမလို့ဘယ်ဝရန်ရှာရမလို့ဖြစ်နေတယ်။ BAA ကွင်းဝမှာစစ်သားများတွေ့တော့လေပြေးအုပ်လိုက်ခြင်းသလိုလိုစိတ်မှဖြစ်မိတယ်။ငယ်ရွယ်သူတို့ကအောင်မြင်ခြင်းတွေသာရင်မူးလိုကြတယ်။ဆုံးရှုံးရတဲ့အခါစိတ်ပြက်ပြီးဝမ်းနေတတ်တယ်။ကျွန်တော်တို့ကငယ်ရွယ်သူများဖြစ်လို့ဆုံးရှုံးခြင်းကိုရင်မဆိုင်ရဲကြပါ။သို့တော်လည်းအားတင်း၍တီးခံရတယ်။အားတင်းရန်အထောက်ကူများဖြစ်ကြတယ်။အောင်ပွဲတို့ကိုမဲတင်း၍စမြုပ်ပြန်ရလေတယ်။ဘောပွဲက အပြန်မှာ စိတ်မှမယိုးမယွဖြစ်နေလို့အိမ်ရောက်ရင်ရှေးပြေဟောင်းကိုစမြုပ်ပြင်ရန်စာတအုပ်ကင်မိတယ်။မင်းသူ့ဝန်ဤတပြေညိုကပြားကိုလှန်လောကကြေးစီကပြားကိုဖတ်မိတယ်။ဖတ်မြညီယာရွေးလှဲ့ရှာလဲပန်းကမတွေ့ရင်ပောင်းမွေသည်ပြိုလိမျက်နွယ်ဝိဇာမေမေကကြေးသားကိုဆေးလွှတ်ပြီးကောလိပ်ဘောတဲ့နေရှင်ပြိုင်ဘက်ရှာစီယာ ဂျေတာတမန်ကကောလိပ်ဘောတင်ကို ရှင်ပြိုင်ဝန်းသည့်အသည်မတွေ့ပေမန်းယုံသာရှိသည်ဟုမဲကိုပြန်ကြားခဲ့လေတယ်မိုးလေဝဲကဇေဒီတာတွင်စေနာဖြူစွဥခိုင်ညွေမဲလွှရာခွင်အကျော်စင်းကမိုးမင်းစီတန်မကထန်သည်အောင်တန်ထစ်ချိုးဝုပစိုးနှင့်ထဲမျိုးဥယင်မိုးမာပြက်လျက်ပြိုချစ်သည်မှာ ပွဲတိုင်းအောင်ကိုရထောက်စုဝေကောင်းချီးပေး၏ဟူရေးလဲဆိုဥဒဟူသည်ဘဟုပမာမြည်တန်ညာကျေးသားတမန်သည်မေစီလွတ်သည့်အတိုင်းဘောကွင်းသို့ပြန်ဝဲကြည့်ရှုရန်သွားရာတကုံစီရီဥကိုဥခိုင်ကြော့၍ဘီအေအေဘောကွင်း၌ရန်နာလင်ချစ်သူပြို့မောင်ဤအောင်ပွဲကို ကောင်းကြီးဩဘာပေးနေကြသော လူအုပ်ကြီးကို တွေ့ရလေသည် ပစိုးလေရဲ့ခေါင်းဆောင်များကိုကောင်းကင်သို့ပြစ်လွတ်ကာဟူရေးဟူရေးဆို၍ကောင်းချီပေးတန်သည်ဝိုးနှမင်းဤနတ်စီတန်ထံပြင်းထန်၍ဗဟုစီကြီးတီးတကဲ့သို့မြည်ဟီးလှကြောင်းကိုကြေးသားကမဲ့အာပြန်ကြတယ်လက်ရာဒီပါကျောမျက်နာ၌ပညာလဲကဲရုံးလဲရဲသည်ရွှေခဲတို့နောင်ဝိဇာမောင်သည်ပွဲအောင်ပြီးကချွေးတို့ငါလင်း ဘဝပိုးနူမွေးမျိုးစုကိုယခုလှင်စွာပူချေပါအောင်တီတာကြောက်ဆန်မြည်ရီခွက်ကိုမဲလက်ကန်ကကျောင်းဝိဟာမတက်လျာလာလန်းမျောကမှန်း၍အပန်းပြေရီမဲတိုက်ကျေးအံမနှီးအလင်မဲရင်တွင်သို့တခင်ယောက်ကြောင်းရှောက်ပန်တောင်းလောခြေကောင်းလိမ်မာခြေမြက်စွာသဘူဒီပါလက်ရတောင်ကျွန်းတွင် ပညာရာပွဲလေတည်၍လက်ယုံရည်နှလုံးရည်ရှိသည့်မောင်အားဘောပဲပြီးသည့်အခါအပန်းပြေစီရေးတွင်မေကချွေးတုံရန်ပိုးပေါ်ဝါနှင့်အမွေးနသာတို့ကိုပို့ပေးခြင်းပါသည်မောင်ပြန်လာသည့်အခါမြားကြောက်ခွက်မှတီတာရည်အေးကိုတိုက်ကျွေးရန်စောင့်လင်နေပါသည်မနေ့အမြန်ပင်မဲ့ရင်တွင်တို့ပြန်လာပါဟုကျေးသားတမန်အားမေကပန်ကြားစေလွှတ်လိုက်တယ် ဘောဝဲအောင်သောចောင်းသားတို့သည်မျက်နှာပွင်လန်းပြီးစွာတကားထိုချိန်သည်1934ခုနှစ်ဖြစ်၏ကောလိပ်ဘောတင်းကပလေကြီးအား3ခု2ခုနှင့်အနိုင်ယူကာဝါတာလော့ဒိုင်းကြီးနှင့် BAA ချန်ပီယံဖလားကိုစွခူးလိုက်သောအချိန်ဖြစ်ပေသည်ကောလိပ်ဘောတင်းသည်1932ခုနှစ်တွင်တစ်ချိန်1933ခုနှစ်တွင်တစ်ချိန်1934ခုနှစ်တွင်တစ်ချိန် ဇက်တိုင်အောင်ပန်းဆို၍ဝါတာလော့တိုင်းနှင့် BAA ဖလားကိုရရှိခဲ့တယ်။မြမအလင်းသတင်းစာကဤသို့အထူးမြတ်တာဆောင်းမှဖြင့်ကောလိပ်၏အောင်ပွဲကို ဖော်ပြခဲ့တယ်။ကောလိပ်သည် ပလေကြီးကိုနိုင်သည့်အတွက်လိချန်ပီယံပွဲကို၃နှစ်ဆက်ရပြီ။မဲမှာပြိုင်စံမပေါ်နိုင်ငယ်ကျော်သည့်အချက်ပင် ဖြစ်ချေတယ်။ကောလိပ်ယခုကဲ့သို့၃နှစ်ဆက်လက်နိုင်ခြင်းမှာမြည်သူကြောင့်နည်းဟုမေးလျှင် ကောလိတ်အားအစ၌တင် जा ပြတာနေသူဆရာဘာတန်ဆရာဖိုးချူးနှင့်မစ္စတာဝါတင်နဲ့တို့ကြောင့်ပင်ဖြစ်သည်ဟုဖြေရခြင်းမည်တဖန်ဆက်လက်၍ကောလိတ်အသင်း၏လေကျင်ပုံကိုဤသို့ရေးသားခဲ့သည်ကောလိတ်အသင်း၏လေကျင်ပုံမှာ အထူးတည်တက်လှကြသည်ဖော်ဝတ်၅ရောက်သည်တဖက်၉တိုင်းမှတဖက်၉တိုင်းသို့နနက်တိုင်းဘောလုံးကိုကန်သွားပြီးတဖန်အပြေးကန်လာကာ မရက်ပဲကိုသွင်းခြင်းပြုရကြည်တယ်။ကောလိပ်အသင်းသည်ကျိုးခုံခြင်း၊ပန်းပြေခြင်း၊တာခုံခြင်း၊အလွှားခုံခြင်း၊ခေါင်းတိုက်ခြင်းတို့ကို အစဉ်လိုလိုပင်လေ့ကျင့်ခဲ့ရာအင်္ဂလိပ်စလုံး W ပုံစံစင်တာဖော်ဝတ်နှင့်ဝင်းနှစ်ယောက်ကအစဉ်တက်နေပြီးအင်နာနှစ်ယောက်ကသာနောက်သို့ပြန်ပြန်ဆင်းရပုံဖော်ဝတ်တို့သည်ဘောလုံးကိုတစ်ခါတည်းရမှသာ ခက်ဆောင်ဆောင်ပို့ပြီးအခွင့်သာလင်တစ်ဖက်မှာဖူးပန်နှစ်ယောက်ကြားတဲ့သို့ထိုးပေးပုံတို့မှာအလွန်ကောင်းသောဘောလုံးကစားနည်းများပင်ဖြစ်ချေတယ်။ထိုးတို့သောစနစ်ကောင်းတို့သို့အမဲမပြတ်လေးချက်မှတ်သားထားရသည့်အတွက်လဲကောလိပ်သည်အပွဲပွဲ၌လူလိုပင် အောင်မြင်ခဲ့ကြသည်။ကောလိပ်အသိသည်သုံးနှစ်တိတိဆက်လက်၍အောင်ပွဲရသည်မှာနေနေရရမဟုတ်ပေ။ចောင်းသားတို့၏လက်ယုံ၏အစွမ်းထက်ပုံကို ပြသလိုက်ခြင်းဖြစ်ပေသည်ထိုစဉ်ကចောင်းသားများ၏ဘောလုံးတရင်ကိုမြမပြီအရရမှစိတ်ပါဝင်စားစွာနားထောင်နေကြရ၏ဘိုလ်လူဝဲကျင်းပါသည့်နေ့တွင်ရန်ကုန်မြို့ပေါ်ရှိလူများသာမကဘကိုညောင်လေးပင်အုတ်ကန်30လက်ဗရန်တာယာဝရီမြို့များမှပင်မော်တော်ကားများဖြင့်လာရောက်ကြည့်ရှုကြတယ်ကောလိပ်ចောင်းသားတို့ဘောလုံးပွဲနိုင်သည့်အခါသူရိယသတင်းစာက ကျောင်းသားများ၏အောင်းပွဲသည် တိုင်းပြည်၏အောင်းပွဲဖြစ်ကြောင်းရေးသားခဲ့ဘူးတည်းဒုရိယသတင်းစာသည် ထိုခေတ်ကမြန်မာပြည်၏လွတ်လပ်ရေးကိုစေစောကရေးသားသောသတင်းစာတစ်စောင်ဖြစ်ရာ ကောလိပ်ကျောင်းကဘောလုံးပွဲနိုင်သည့်အခါဤသို့ရေးသားချီးမြှောက်ခဲ့အိုးအမောင်တို့ အမောင်တို့၏လုံလဝရိယကြောင့်အင်ပါရာနိုင်ငံတော်ကြီးကိုဤတန်ကစားခွင့်မှစ၍အောင်းသည်ဟုသော စကားကို မြမပြည်လွတ်လပ်ကြီးွာကဘာကခန်းညာယူသေးခြင်းကိုရန်ကုန်တက္ကသိုလ်ကစားခွဲမှဆ ảy ၍အောင်းဒီဟူသောစကားနှင့် ခြေပနိုင်ပေတော့မီတကားဟုမြမကြီးဝမ်းမြောက်လှပေးရကဘာစီတီဘာစီတီရရဟု အာပါတရာကြေးကြော်လိုက်ရပေသည်ဤဒီကိုထောက်၍တိုင်းပြည်ကចောင်းသားကလေးများကို အားထားကြောင်းသိရပေတယ်ပန်းတရေလင်းရင်းဆောင်လူတရေလူချင်းဆောင်ဟုသာ ဆိုရရှိတော်လဲ ောလိပ်ဘောပွဲသတင်းကိုနှက်ချင်းဆောင်၍တာဝရင်သာနှက်ပြည်တိုင်းမွေးကြိုင်ပြန်သိမ်းခဲ့လေတယ်။တာဝရင်သာနှက်ပြည်သို့အတူရများတက်၍စစ်ဘက်ပြိုင်မီကိုဆိုး၍တကြားမင်းကပုံနကနဘလူအာကင်းဆောင်ထား၏။ပုံနကနဘလူသည်ကင်းလှဲ့စဉ်လူပြည်နာသို့ချင်းကပ်မိ၍တက္ကသိုလ်ဖလားလူဘောဝဲသတင်းကို ကြားလိုက်ရ၏။ထိုသတင်းကိုပုံနကသည်ပြင်စတိခနဲ့သားနှင့် ရထားမှုမာတလိအားတဆင့်စကားကြားလိုက်၏ပြင်စတိခနတ်သားအားမာတလိကလူပြည်သို့သွားတဲ့ကြောင်းအဖော်ညှိပြီးဝိဇဂျုံကိုခေါ်ကတကြားမိဤယထာနှင့် လူပြည်ဘောလုံးပွဲသို့လေပြေးလာခဲ့ကြသည် BAA အကွင်းထက်သို့ရောက်လျင်ကောလိပ်အတင်ကပ္ပတိန်မောင်ဝင်းကန်လိုက်သောဘောလုံးသည်ယထာနေရန်ကိုထိမှန်ရာလျှော်များ ပေးချင်၍နေ၏တကြားမင်းက ရှုံးကွက်ကိုတွေး၍စစ်ဆေးရာယထာခိုးစီးမှုနှင့်လူပီဘောလုံးပွဲကိုတွား၍ကြည်ချင်းအပြစ်တို့ပေါ်လေ၏။တရားမင်းကလူပီကဘောပွဲကိုဖန်ဆင်း၍ပြရမည်ဟု စေခိုင်းရာဝိတကြုံနဲ့သားသည်နတ်တို့တကိုးဖြင့်ကောလိတ်နှင့်ပလိကြီးတို့ကစားသည့်ဘောပွဲကိုဖန်ဆင်းပြတာ၏။ထိုအခါတရားမင်းကဝိတကြုံ လူသားတို့ပြည်၌ယခုကဲ့သို့ဖြက်လက်လှင်မြန်သော လူသားများရှိပါမလား ရခင်တခါနောယထာမင်းကြီးလက်ထက်တော်တွင် ရွှေစည်းကုံဖျားကိုငါကိုရော်နေတကွာနတ်အပေါင်းတို့ဝိုင်းဝန်း၍တီဘေးစင်ခါကဂျန်စစ်သားငထွေယူငလုံးလက်ဖဲညာဦးဖီးသူရဲကောင်းတို့ကိုငါမြင်ဘူးခဲ့ပြီတို့ရရင်ဤလူများလောင်မဖြတ်လက်ပါတကားဟု လက်ဖျားတခါကနှင့်မိန်တော်မူလေတယ်ပုံနကလည်းဘောဘွဲကိုလာ၍ကြည်နေရာတကြမင်းကဘာကြောင့် အတူရများကိုစောင့်၍ကြည်မနေသလဲဟုမေးတယ်ထိုအခါပုံနကကအတူရနတ်စစ်တီတို့သည် တက္ကသိုလ်ကျောင်းသားများကံသောဘောတံကို ကြား၍ဤအတံကကက္ကဋစီတန်ထံပြင်ထန်လာ၏တကားကျောင်းမဘွယ်ကောင်းလီစားတကားဟုမြည်တန်းကလက်လွတ်ထွက်ပြေးကြသဖြင့်ဆောင်းရံမလိုတော့ပါဟု ရှောက်ထားလေ၏ပြေစသည်ကနတ်သားသည်ဘေလူဝနဆောင်းကြီးကိုပိုက်၍ တကြားမင်းရှိတော်တို့ရောက်လာပြီးဘောဘွဲခင်းချင်းပြသနေစဉ်စောင်းတန်ဆန်း၍တီဆိုကျူးရင်လီခါတိုင်းဆိုနေကြတီးနေကြနောက်ပိုးတခြင်းမဟုတ်ဘောတံကိုစောင်းဖြင့်ခတ်၍ပြ၏သူရိယဝုဆာနဲ့တမီးအလှကိုမဖွဲ့နှွေဂိုးဆောင်ကိုကိုလေးကဘလို့စီပါရက်နဲ့လက်စထရိန်းတို့ကဘဲတို့ဘွန်ပေါက်ကိုအင်းငွေမန်ရိုးတို့ကဘဲနီ ကိုရုတ်ကွင်းကိုကန်ညွန့် ကိုဝင်းစတီဗင်ကိုမောင်ကလေးတို့ကဘလို့ဘောကိုယူပြီးဘလို့ကိုတွင်းလိုက်တာကလားစတော့တာဝရိန်သာခေဆန်းဘောတချင်းများကိုတီကျူး၏ဤတို့လေဇော်ကြီးကတာဝရိန်သာခေဆန်းဘောတန်ဖြင့်ချီကျူးထောမနာပြုခဲ့လေသည် ကောလိပ်ဘောအသင်းကိုဤတို့တိုင်းသူပြည်သားလူများက ဝိုင်းဝန်း၍ချီးမြှင့်ရလောက်အောင်သူတို့တွေဘယ်မျှကောင်းကြသနည်းသူတို့အောင်မဲခံကြပုံကိုကြည့်ပါဦး မနှိတ်မလျှော်တာလော်မာတဲ့အခင်းတွေကြောင့်ပလိတ်နစ်ခေါ်တာတော်ရာကကွင်းကြပြီတော့ဘောဒဟာခပ်ပင်းတွေရဲ့ရှုစမ်းမှာဇဘူးမဟီဝဲပြုံးချိုချိုနဲ့မောက်နေကြမြူနီစပယ်ယုံဆိုတဲ့အကောက်ရဲကထတ်အောင်နဲ့ဘရင်မှုပါတဲ့ဘာစီတီအောင်ညွတ်ခူးကိုွယ်ဥချပန်းထွားမတူမညီမတန်းခလေးပမာအလားတာပါ ယူနီယံဝေးရာကရှားပြီတော့ တေးဝနာစကားရဲ့နဲ့ကြားလိုက်ပါ အမားစရိုက်ဟာရီဖြင့်မြို့မတုံးကွယ်တို့ရဲ့ဖယားမကြိုက်တာကိုတော့တလူမုံတူနိုင်ငယ်လွန်လူတိုင်းတွင် အမောအချွန်ပါ ရွှေတကောအောင်လန်လွှားပါလို့ဈေးရမောအယောင်လျံကြွားလိုက်တာက တပောင်းတန်စကားလာအတာတကြီးအများသူတို့ပြောရှာကြအခေါင်ဆန်ထားเสียရဘာစီတီဖလားယူမယ်လို့ နှောရဲလို့တလောကဩဘာညှောလောက်ပြီးကြိုင်ကားတဖုံတကုံကုံးမာလာဒိုင်းဖလားကုံအစုံယွန်းချေပေါ်အမေမင်းလွမ်းရစ်ကြရောရဲလို့ဘာစီတီက ပြုံးပြန်တော့ကွယ်လို့ရဲကျွမ်းချစ်စရာပထမအာဇာနီတဖုံခင်ပုတ်ဆုံးပလေကြီးပလေလီမြူနစ်စပယ်အကောင်ရုံးစာတော်အသင်းများသည်ခေတော်အသင်းများမဟုတ်ကြပေ သို့တော်သူတို့ထက်ထူး၍ကောလိပ်ဘောအသင်ကကောင်းနေ၏အကောင်းလွန်နေ၏သိန်းနေွယ်အမိခံကိုသိန်းဖေယခုမြင့်ဤအဆိုကကောလိပ်အသင်သည်အသင်တကာတို့ဟီးချာဆလံတရသည်ဘောသင်ဖြစ်၍နိုင်ထိုက်ပါပြီသည် ကောလိပ်အသင်ဤခြေသည် အများတကာထက်တပန်းမကနှစ်ပန်းသုံးပန်းသာပါပြီသည် တဖက်အသင်ဤကိုပေါဝရတွင်ဖိုးတကြမင်း ကရောင်းကြိုက်၍ဆောင်ကမာတလိနှင့်ဝီတကြုံတို့ဖူးလပတ်နေရာမှဝင်၍ကူညီစေကမူကောလိပ်ဘောတင်၏ခြေကိုမိမိမထင်ဟုလည်းချီးကျူးသေး၏ဘိုးတကြလည်းဂိုးနာသူဆိုင်ကရောင်းကြိုက်နှင့်နှစ်ချိုက်စိတ်ဖြောင်းဂိုးကိုဆောင်စေတင်းတောင်အားဖြင့်မာတလိနှင့်ဝီတကြုံဆွံဖူးလပတ်မှကူးရှက်၍ကံမေမေမောင်ဝင်းချေမြန်ကံညွတ်လိန်ထုတ် ရုပ်ကွင်းကောင်းဝင်စတီဗင်ယူပေမောင်မောင်လေးအရာဂိုးလှလှအချိုးကြသွင်းတကြမင်းအင်းငနေချော်လေလောကတွင်ချကောင်ပရွက်စိတ်ကောင်းတို့သည်အဖြက်စည်းရာတွင် သူမတူအောင် ဖြက်စည်းနိုင်ကြ၏မိမြပဲမာသောတစ်သားဖြစ်စေအမုတ်ဖြစ်သောဖြက်စည်းနိုင်၏သို့တော်လည်းကောလိပ်ဘောတင်၏အလေတန်းလူများဖြစ်ကြသောအင်းငွေဘုံပေါမန်ရိုးတို့ဖြက်လင်ကား ကဘာကြီးပင်ပြက်လောက်ပါပြီသည်အတော်ပင်ခန့်ချပရွက်စိတ်တွတ်တွတ်လင်လင်ပြင်းအင်းတရာပန်းသားပါမချောင်းဝက်ပောင်ဝက်စီ စိတ်ကလေးစားဘဲဖီကြက်တဲ့အမဲမကြံအကုံကန်၍တန်တန်ဖြက်စီ ကြောက်ဖွယ်ကြီးဖြင့်အပီးစင်စစ်မှန်တော်လေအင်းွေဘုံပေါကြောက်ဖွယ်အာကာမဟာမန်ယိုပိုမှုမဆွတ် မှန်မှန်ဖြင့်ကဘာပြက်လောက်သည်ကောလီဖူလ်ဘရက်ဤခြေပြင်းပုံကိုလည်းရှုပါအောင်နယူးယောက်ရက်ကရက်စ်ဘောဂန်လန်ဒန်တို့ရောက်ကောလီကိုရှိသူကြောက်ဖွဲလီလီတဖက်အသင်းမှာတသန်းမြောက်သောဘိုးချေတို့ အင်တိုက်အားတိုက်တည်ယူလာပြီးရှေ့တန်းမှာနပိုလီယံဘက်ကကြာကြာနာနာကိုသွင်းတော်လဲကောလိတ်ကိုဆောင်ကိုကိုလေးကဖမ်းမိတည်ကြီးတာဖြစ်နေ၍ တဖက်သူဩချရလေသည်ကြောက်ခမိကြောက်ခမန်းတတန်းပူချေရှေးမှနေ၍ရွှေချေတန်တန်နပိုလီယံဘက်ကကံ၍ကိုတွင်လက်တွင်ခနာကိုလေးရသောကြောင့်ဩချက အဖန်ဖန်နပိုလီယံပင်ဆလန်တကြီးချနောက်ဆုံးတွင်တိန်နေွယ်ကမိမိရရကြီးကံလိုက်ချေသေးသည်ကံလဲကံထိုက်ပေးသည်မဟုတ်လားတို့ကြောင့်ပင် အောင်အောင်မစီလီအောင်ထိုက်ပေသည်မြစ်တေနာမြစ်တာသူတကာပို့ကြကောလိတ်ကနိုင်စီပန်းတပီညောင်ရီအေခင်လေးခင်ကြီးဒေါ်လေးဒေါ်ကြီးအကြီးတွေးတော်ချံကျော်ခုလန်မပြက်လက်အနီနီအသီးသီးစုကောင်းတောင်းကြသည်အဖန်ဖန်ဝါယမာကြီးအနီနီအားသေးဆိုင်ထုံလောက်ရသည်အကျော်ဖြိုးဖြိုးဝေဝေခံစားလီ၍ အောင်ရီကိုချိုအောင်မိုးကိုတောင်းဝမ်းမြောက်လှအမှန်ပဲဖားတူခွယူပွန်းအိုင်ပြက်တီထုံလုံလုံမရှုပြိုင်မြီပြူအန်တုကြလေပင်စင်ထာဝရရှုံးကြမိတာ စာစင်တွဲတွဲဖြင့်သိန်းຫນွေຫນွေရေးလိုက်သည် လွယ်လွယ်နှင့်ပြီးလေကောလိတ်ကဘောဝဲနိုင်သော1934ခုနှစ်မြန်မာတက္ကရေ1996ခုနှစ်သည်ထူးခြားသောနှစ်ဖြစ်၏ 1296ခုနှစ်တင်းကြံစာကိုလည်းရှုအောင်လို့ဤတင်းကြံစာကိုဝါတာလော့တင်းကြံစာဟုခေါ်သည် BAA ဂျိုမင်းသည်နှစ်သက်ဖွယ်ကောင်းသောမော်တော်ကားကြီးကိုစီး၍ယူသည့်လက်တွင်ကဝေတို့ကိုပိုက်လျက်ပေးသည့်လက်တွင်ကသူပြားပရီကိုကင်လျက်ဘောလုံးရာသည်ဟောင်းမှရာသည်တစ်တူပြောင်းရွှေ့၏ဘက်စစ်တာဘောလုံးသမားကအလှဲ့စီး၍ ဝါတာလော့ရှိအမည်ရှိသောဒိုင်းကြီးကိုကမ်းတည်ရှိသောတက္ကသိုလ်ကျောင်းသားဘောလုံးသမားကတဲမက်စွာရက်လျက်လှမ်းလေ၏တက္ကသိုလ်ကပတိန်မောင်ဝင်းကမိုးတရံအဝတ်တစားကိုဝတ်ဆင်လျက်ဝါတာလော့တိုင်းကိုစောင့်လေ၏ဤကဝါတာလော့တင်းကြံအလိုတည်တင်းကြံအများတွင်ဒိုင်းတကြံဖြစ်သောကြောင့်တရင်တောင်နှင့်ဓပုံဆရာတို့သည်ဒိုင်းရှိရာရက်သို့မျက်နာပြုလျက် ဓာတ်ပုံရိုက်ကုန်ရသည်ဘောပွဲကောင်းလင်မိုးဖြက်အံမိုးများစွာရွာလင် BAA တွင်ရည်ကြီးအံပွဲကောင်းလင်လူကျက်အံအတန်ဝင်ခြင်းအအေးမိခြင်းတီးဟုသောယောဂါတို့နှိပ်ဆက်အံတကတူเจ้าကို မတရားညှင်းလင်ပွဲကြည့်သူများဒေါသပွားအံဒိုင်အစဲခံရအံဤကဒိဗ္ဗစက္ခုဆရာအလိုတီထိုခေတ်က ကောလိပ်เจ้าသားတို့သည်ရန်ကုန်မြို့၌ ပွဲလေတင်နိုင်ခဲ့ကြပြီ။ကောလိပ်ចောင်းသားကပလေကြီးအားဘောလုံးနိုင်လိုက်သည်ကိုအခွင့်ကောင်းယူကာတရင်းစာများတွင်ကြောညာများသည်တမျိုးတပုံစမ်းတင်လာကြ၏။ခင်းနှစ်လျော်ညီအောင်မိမိတို့ကိုယ်ကို တွင်ကျဲစီရန်ကြောညာခဲ့ကြ၏။ AM တောင်ကြားတစိမ့်ဆေးတဲ့က၎င်း၏ကြားပန်းပယုတ်စီကိုဤသို့ကြောညာခဲ့သည်။ဖလားကြီးနှင့်တိုင်းမရရင်ဘာခံနိုင်မလဲ။တက္ကသိုလ်ဘောလုံးသားများ အမြဲတုံးဆောင်သောဂိုးဆောင်ကြာပန်းပယုံစီ ပလေကြီးကကောင်းနေဆိုကောလိကျောင်းကရည်တာပေါ့ပယုံစီတိုင်းကောင်းနေဆိုကြားစီရာကရည်တာပေါ့ရွှေရိုးကော့စမက်တစ်ကြောင်းညာသည်လဲကောလိပေါ်နိုင်သည့်အခွင့်ကိုယူ၍ဥပကလေးရေးဆွဲသောကတ်တုန်းတွေတကွာကြောင်းညာပြန်သည် ဥပကလေးကတ်တုန်းတွင်ကောလိရှေတန်းလူက ပလေကြီးကိုဝါတွင်ခေါင်းတိုက်၍ဘောသွင်းနေပုံကိုပြသထား၏ တဖက်ကိုသမားများဘောလုံးကို အမောတကြီးဖမ်းရာဖမ်းမမိနိုင်ပေသပင်ဖွာကျဲသွားပုံကောလိတ်ခေါင်းတိုက်သမားကြီးသပင်ကဘောလုံးကိုခေါင်းနဲ့တိုက်၍တွဲလိုက်တော့လေသပင်မှာဖွာမသွားပင်ပျောက်တင်းနေပုံကိုရေးဆွဲပြ၏သူဤသပင်သည်ဘယ်တော့မှမဖွာနိုင် ပြန်မကျဲနိုင် အကြောင်းက သူသည် ရွှေရုပ်ကော့စမက်တစ်ကိုသုံးသောကြောင့်တည်းဟုစာတမ်းထိုးထား၏တဖန်ရဲသတင်းစာကဤသို့ မောင်ဝင်းကိုအသားပေး၍ကြော်ညာထားပြန်သည်မောင်ဝင်းကိုအဝင်ရဲတာဘာကြောင့်လဲရဲတပ်ကလူငယ်ចောင်းသားတက်လူများတွင်တက်တက်ထုတ်ဝေမိရဲတရင်စာကြော်ညာကိုဖတ်မိလို့ကျွန်တော်မျက်စီအာယုံတွင် မောင်ဝင်းမောင်မောင်လေးစသောဘောဝိဇာများ၏တွက်လက်ဖြက်လက်ပုံကိုထင်မြင်လာမိသည်မောင်မောင်လေးကိုကကျွန်တော်တို့ခေတ်တွင်ကောလိပ်ចောင်း၌ဘောလုံးနီးပြဆရာဖြစ်မိလိုက်သည် သူကစားသူကိုကမတွေ့ဘူးမမြင်ရဘူးပဲကိုကိုလေးကို1946ခုနှစ်စီလောက်က တွေ့ဘူးသည် တွေ့ရစဉ်ကဘောလုံးသမားအဖြစ်မသိခဲ့နောက်မှကိုကိုလေးသည်တခိတ်က နမေကျော်ကောလေးအသိန်းဤဂိုးဆောင်မှန်သိရသည် BAA ဘောလုံးကွေးမှအပြန်တွင်ဆေးအားပြတ်မိတော့ကျွန်တော်မှာရှေးခေဟောင်းကို ပြန်ပြောင်းကြည့်သည်ကဆေးအားတက်လာ၏ယမန်နှစ်က ကောလေးဘောတင်သည် နောက်ကောက်ပွဲတွင်စစ်တပ်နှင့် နောက်ဆုံးဘိုလ်လူပွဲထိပြန်ရသည်ကိုတွေး၍အားတရာသည်ယခုနှစ်တွင် တဖန်စစ်တပ်နှင့်ရှင်ပြိုင်သောအခါ14ကိုဂိုးမရှိနှင့် မရှုမလရှုံးလိုက်ရ၏အမှန်စင်စစ်ကောလိပ်ဘောတဲ့သည်ဘောသမားလူတော်လူကောင်းလေးများမွေးထုတ်ပေးရနေရတခုဖြစ်တင်သည်စစ်မဖြစ်မီကဆိုလင်ကောလိပ်ကျောင်းသည်ဘောလုံးသမားလူတော်လူကောင်းတို့ဝေးဖွာရာဌာနတစ်ခုအဖြစ် တိုင်းပြည်ကတည်ခဲ့ကြ၏စစ်မဖြစ်မီကကျောင်းသားတထောင်ကျော်နှစ်ထောင်သာရှိရာ မဝင်းမမောင်လေးစသော နိုင်ငံတွင်ဟိုးဟိုးကျော်သည့်ဘောဓမာများမွေးထုံနိုင်ခဲ့လင်ယခုခေတ်ကဲ့သို့ကျောင်းသားဥယျာဉ်နှစ်ဆသုံးဆများပြားလာသောတက္ကသိုလ်ကျောင်းကဘာကြောင့်ဘောလုံးသမားကမွေးမထုံနိုင်ရသနည်းကျောင်းသားလူရန်စားသည့်ကစားခုံစားတွင်အခြားသူများထက်အလေးအကျင့်ရနိုင်သည် အချိန်ကုန်ခံနိုင်သည်တာမယရှိသူများမဟုတ်ကြစစ်ပီးသည့်ဘက်ခင်မှာပင် ကောလိပ်ကျောင်းကနမေကျော်ဘောဓမာများတဦးချင်းစသဖြင့်တနှစ်တွင်တစ်ယောက်နှစ်ယောက်ထွက်ခဲ့သေးသည်ယခုနှစ်မီးရထားတွင် ကစားနေသောကဲနပ်ရှိနှင့်ထွန်ကြီးတို့သည် ကောလိပ်မှဖြစ်ပြီး BAA လက်ရွေးစင်များဖြစ်ကြသည်မဟုတ်လားကောလိပ်ကနေဝင်းသည်လဲခြေစွမ်းခြေစာရှိသူဖြစ်၏ အရင်၃နှစ်ခန့်ကကောလိပ်မှကစားသည် ချမ်းသာသည် BAA လက်ရွေးစင်ဖြစ်ခဲ့၏တို့ဖြစ်ရာကောလိပ်ကျောင်းသည် တိုင်းပြည်တွင်အားထားရာနိုင်ငံရေးကောင်းဆောင်ဆရာဝန်ကျောင်းဆရာအုပ်ချုပ်ရေးအမှုတန်းစားသည်တို့ဝှထုတ်ပေးနိုင်သလိုတိုင်းပြည်တွင် မျက်နာမငယ်စေမည်အားကစားသမားဘောသမားများကိုလည်းဝေးဖွားရာဌာနတစ်ခုဖြစ်တဲ့ဒီမဟုတ်ပါလားယခုကစိတ်ပြက်ဖွယ်ရာ အာရွယ်ဝဲရအတိသာပြန်းနေသည်မယိုးမယွါဖြစ်ရသည် သို့တော်လဲတခိတ်ကဟိုးလေးကြောခဲ့သည့်အကြောင်းတို့ကို ပြန်ပြောင်းတွေးတော်ရင်နှစ်သိမ့်ရသည့်အရာသာသည်ထူးလာပေသည် တခါတရံယခုခေတ်တွင် ကောလိပ်ကြောင်းသာဖြစ်လာရသည်ကိုပင်မိမိကိုယ်ကိုမိမိနာကြည့်မိသည်1932ခု1933ခုနှင့်1934နှစ်လောက်စီက ကောလိပ်ကြောင်းသာဖြစ်လင်ကား မိမိလည်းအခြားကောလိပ်ကျောင်းသားများနေတူနှစ်သိမ့်ရှင်လန်းအားရနှစ်ထောင်ရှိလာမည်ဟုပင် တွေးမိသည်။မြားကြခွတ်မှတီရာရီအေးကိုတိုက်ကျေးရန်စောင်မြောငန်းလင်နေသောအေးရသူဤရင်ခွင်သို့မိမိလည်းပြေး၍ဝင်ရသောအရာသာမထူးပါလားဟုကြည်နူးကစိတ်ကူးရင်မိသည်။ဒီခေဟောင်းကိုပြန်ပြောင်းကြည်မြော်မိတော့မှပင်စစ်တက်ကို၁၄ကိုရှုံး၍ဖြစ်ပေါ်ရသောမယိုးမယွစိတ်များလည်း မြူတိန်ကင်းစင်တကဲ့သို့လွင်ပြောက်ကကြည်နူးလာမိသည်ကျွန်တော်စိတ်မှလည်းပေါ်ပါဖြက်လက်လာ၏မြူထူးလာ၏မျက်နှာရှင်ပြစွာ ခေဟောင်းကိုစမြုပ်ပြန်ရင်ဂံကောရိတ်သားမှ အင်းဝမောင်ပိတီဆိုနေသောအောက်ပါတီးထက်တန်းကို ကြားရောက်နေမိလေသည်တဖြည်းဖြည်းမျက်တောင်စင်းကအိပ်ပျော်သွားတော်လေတီးထက်တန်သည်နားအဆုံးမှရင်ဝဲကမထွက်ပြေးတော်ပြီကပ္ပတိန်မောင်ဝင်းနေ ကိုယိုကွင်းခမဘိုလ်လုတ်ဖို့ဆင်းလာပြီခင်တဟာဆွေတို့ညံကွနဲ့ကံညွန့်ပါသည်ခံဝတ်စရာဝေးကခွာပြူမောင်မောင်လေးစတီဗင်စဘူးခွင်ကြော်လို့တဆူဘရင်ခေါ်ဆိုရယ်ပျော်သမို့ညမ်းစင်မရီခင်ပြုံငေးလောက်ပြီကိုကိုလေးထူးတဲ့ရုပ်တွင်လက်စတရင်းမန်ယိုးရှင်နေအေးငွေပင် အဟိန်ညက်ပါလို့ထိန်တလျက်လျက်ရက်လူမော် ဝေးကရှောင်းတော့ဘုံပေါက်တဲ့ရောက်သည်။ဆောင်းမြေအသိမျက်မဟောဂုံတူးချီဖို့လေစာရေးသူဤဝန်ခံချက် ကောလိပ်ချောင်းက1932 1933 1934ခုနှစ်တို့တွင်ဇက်တိုက်ဘောလုံးနိုင်ကဝတ်တလော့ဒိုင်းကြီးကို စုခိုးသည့်အထိမ်းမှတ်ဖြင့်1934ခုနှစ်တွင် တက္ကသိုလ်ဘောဝဲအောင်တော်မူမှတ်တမ်းတစ်စောင်ထုတ်ဝေခဲ့၏ ယခုဆောင်မသည်ဤဘိုးဘွယ်အောင်တော်မူမတန်းကို ပြန်လည်၍စမြုပ်ပြန်ထားခြင်းဖြစ်ပါသည်။နာဆင်ပေးသူအလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။